ဝေယူသူများအလုံးမင်္ဂလာပါရှင်ကျွန်မဒီနေ့ရောင်းချပေးမှာတော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်ပေါ့နော်18ရက်ကွက်ပါရှင်ပေါ့နော်ကျွန်မအခုမြင်တွေ့နေရတဲ့တိုက်အဖြူရောင်လေးကိုကျွန်မရောင်းပေးပေးမှာပေါ့နော်အုတ်တိုင်းကာထားပြီးသားတိုက်တစ်ကလေးလေးဖြစ်တယ်အဲစတီးဆွဲချပေါ့နော်သုံးတက်တိုက်ကလေးပါရှင်ပေါ့နော်ဒါကြောင့်မလို့တိုက်ထဲကိုအရင်ဆုံးဝင်မပြခင်ကျွန်မတို့လမ်းညွန်လေးကိုအရင်ဆုံးပေးပေးအောင်ပေါ့နော်ဒီတိုက်ကလေးရကြတော့လေကျွန်မတို့လေနှစ်ဖက်နှစ်လမ်းပေါ့နော်လမ်းအရန်ကောင်းတယ်ဝင်လို့ပြုလို့ပေါ့နော်အရန်ကြီးကိုလွယ်ပြူတဲ့နေရာပေါ့ ¿no? ျမတို့တကယ်လူနေရက်ွက်ပေါ့နော်နေလို့အရန်ကောင်းတယ်စီကားတယ်ပြီးတဲ့ခါကျတော့တိတ်ဆိတ်တယ်ပေါ့နော်ကျမတို့ဒီတောင်တကုံမြို့နယ်မှာဆိုလို့ရှိရင်လည်း၁၈ရက်ွက်ဆိုတဲ့ဟာလည်းနာမည်ကြီးရက်ွက်ပဲပေါ့နော်ဒါကြောင့်မလို့ကျမတို့လမ်းညွှန်လေးအရင်ပြေးပြေးမယ်အရှိမလေး main land မကြီးပေါ့နော်ကားတွေသွားနေတာဆိုလို့ရှိရင်တော့ဒါမောင်းပကံ main land မကြီးဖြစ်တယ်ပေါ့နော်မောင်းပကံလမ်းမကြီးကနေဝင်လာမယ်ဆိုလို့ရှိရင်လည်းဒဲစင်းလေးဖြစ်တယ်လို့မျိုးအရှိမဆိုလို့ရှိရင်တော့ကျမတို့ glan တလန်းရှိအောင်မယ်အရှိမကျမတို့ကားသွားနေတာဆိုလို့ရှိရင်လည်းပလဲရတနာ main land မကြီးဖြစ်တယ်ပလဲရတနာ main land မကြီး ရဲ့ဒေဇင်းလေးလဲကြာတယ်လို့မျိုးကျွန်တော်တို့မောင်းမကန်မင်းလမ်းမကြီးရဲ့လဲဒေဇင်းလေးကြာပါတယ်ရှင်ပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေအဝင်အထွက်ပေါ့နော်အရန်နေတယ်ကျွန်တော်တို့ပလဲရတနာလမ်းဝင်လာလိုက်မယ်ဆိုလို့ရှိရင်လဲဝင်ဝင်ပြီးချင်းအခုမြင်တွေ့နေရတဲ့ဒီတိုက်ဖြူလေးဖြစ်သွားမယ်ပေါ့နော်မောင်းမကန်လမ်းကနေဝင်လာမယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့ဝင်ဝင်လာပြီးချင်းတော့နော်ကားမတိုင်နဲ့လဲနှီးပါတယ်ရှင်ပေါ့နော် ဒါကြောင့်မလို့လူနေရက်ွက်ဖြစ်တယ်လမ်းတာတယ်ပေါ့နော်ဈေးနီးကြောင်းနီးဖြစ်တယ်ကားမတိုင်လည်း�ဖြစ်တယ်ပေါ့နော်လူနေရက်ွက်မှလူနေရက်ွက်ရှာနေတဲ့ဧည့်သည်တွေဆိုလို့ရှိရင်တော့ဒီမြေခွက်ကလေးနဲ့အိမ်နဲ့ခြံလေးကိုဝယ်ယူလို့ရကျွန်မဒါလမ်းညွန်လေးပြပေးရနော်ဒါအပြင်ပဝင်းကျင်ပုံလေးပြပေးပေးတာပါရှင်ပေါ့နော်ကျွန်မအခုရောင်းချပေးတဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်ပါရှင်18ရက်ွက်ပေါ့နော်ကျွန်မတို့မောင်းပကံဘိန်းနဲ့မိုက်ဒဲစင်ပလဲရတနာလမ်းမကြီးရဲ့နှစ်ကြောကလေးကြတယ်တစ်စစ်ချိုးပေါ့နော်ဝင်လာလိုက်ရင်ဂုတ်ွက်ကလေးဖြစ်တယ် 20ပေ60အဲ3ထပ်တိုက်ပေါ့နော်စရီးဆက်ချလေးဖြစ်တဲ့အုတ်တိုင်းကာထားပြီးသားပေါ့နော်ဂရန်အမီပေါ့ကိုယ်တိုင်ရောင်းချပြီးမှာပါရှင်ပေါ့နော်ရောင်းမြေဈေးဆိုလို့ရှင်တော့3400လည်းနဲ့ရောင်းပြီးပြီးမှာပေါ့နော်ဒါပြောချင်တာလေပထမကျွန်မတို့လေဒါဓာတ်ပုံလေးရိုက်ပြီးတော့ပို့တင်ထားပေးဘူးတာလေးရှိတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှင်တော့3800ဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှင်တော့ပေါင်ရှင်တာရောင်းချင်နေရလဲပါတယ်အရှိမဆိုရင်လဲမိုးရင်းတို့စောင်းတွင်းအဲဝါရင်းတို့လာတာဖြစ်တဲ့အတွက်ကိုပေါ့နော်ငွေပေါ်ချင်တာဖြစ်တဲ့အတွက်ကိုငွေလိုတာဖြစ်တဲ့အတွက်ကိုအခု3400 င်300နဲ့ရောင်းပေးမိမှာပါရှင်ပေါ့နော်ဝယ်ယူသူကိုပြောချင်တာလေဟာဘလောက်လေးစစ်ပေးပါဘယ်ရွေးလေးစစ်ပေးပါဆိုပြီးတော့ဖုန်းနဲ့စစ်မဲ့စားပေါ့နော်တကယ်တကယ်မြင်လိုချင်ခဲ့ပြီပြုကျင်ခဲ့ပြီပေါ့ဆိုလို့ရှင်တော့အဲဆယံငွေလေးယူပြီးတော့ပေါ့နော် တခါတည်းလာရောက်ဝယ်ယူနိုင်နေဆိုတော့လည်းပြောချင်တယ်အခုရောင်းပေးတဲ့ဈေး4300ကတော့ရောင်းဈေးပဲပေါ့နော်တကယ်တကယ်ငွေပေးမှမြန်တယ်ဆိုလို့ရှင်တော့ပပရရလေးညှိနိုင်ပြီပါမယ်ရှင်ပေါ့နော်ဒါကဒီအချိန်မှဆိုလို့ရှင်တော့အိမ်နဲ့ပေါ့နော်မြေကြီးဈေးနဲ့ဆိုတဲ့ဟာ ဒီထက်မကပေါ့နော်ပိုင်ရှင်ပထမခေါ်ထားတဲ့4800တော့ဒါရောင်းစီးအမှန်ပဲပေါ့နော်အခုချိန်မှာဆိုလို့ရှင်တော့ဒါရောင်းချင်နေတာဖြစ်တဲ့အတွက်ကို4300နဲ့ကိုရောင်းပေးပေးတာပါရှင့်ပေါ့နော်ပြောချင်တာကလေးဈေးတန်နေဆိုတဲ့ဟာ ဈေးတန်တယ်ဘာကြောင့်လဲဆိုတော့ဒီတိုက်တန်ဘိုးနဲ့မြေတန်ဘိုးပေါ့နော်မြေတန်ဘိုးက2500ဝင်းချင်းတိုက်တန်ဘိုးကပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒါ3000တစ်ဖက်ချလဲပြောမယ်ဆိုလို့ရှိရင်တော့ပဲ9000တစ်ဖက်ချလဲ2500 2500ပေါင်းမယ်ဆိုရင်တော့9000ဝင်းချင်းသာဖြစ်ပြီလေဒါကြောင့်မလို့ဒီ4300ဆိုတဲ့ဟာကဝယ်ယူသူတွေဝယ်ကူဝယ်ထားလို့ရတဲ့နေရာပါရှင့်ဂရန်အမြေပေါက်မြေခွဲဖြစ်တယ်ရောင်းဝန်တစ်ခါလဲစောင့်ပေးပေးမှာပါရှင့်မြေပုံညာစွန်းတစ်ခါလဲကူးပေးမှာပါရှင့်ပေါ့နော်လမ်းအနေထားကြည့်မယ်ဆိုရင်လဲတော်တော်လေးကောင်းပါလေဒါကတော့မျက်နှာစာလမ်းမလေးပါရှင့် ကျွန်မတိုက်ထဲကိုဝင်ပြပေးပေးမယ်ပေါ့နော်ဒါလမ်းတစ်ချက်ပြန်ပြပေးပေးမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်မအထဲတွေကနေပြလာအရှိမလေးလမ်းမကြီးတွေ့တယ်နော်ကားကြီးရမ်းသွားနေတာဒါဆိုအားလုံးသိကြတယ်မောင်းပကံမင်းလမ်းမကြီးပါအရှင်ပေါ့နော်ကျွန်မတို့ဒီဘေးလမ်းလေးကနေပြန်ထွက်မယ်ဆိုရင်တော့ဒါပလဲရတနာမင်းလမ်းမကြီးပေါ့နော်ဒီဟာဆိုလို့ရှိရင်ပေါ့ရှင်ရှိမှာသွားနေဟာလမ်းတော်တော်ကောင်းနေရှင်လမ်းတော်တော်သားတယ်ပဝင်းကျင်လေးလည်းကောင်းတယ်ဒါတော့ပဝင်းကျင်လေး ဘဝင်ကျင်နေတာအထစ်အရှိမှဆိုလဲဒါတိုက်ကြီးတိုက်ကောင်းတယ်เนาะအင်ကြီးအင်ကောင်းဘေးမှဆိုလို့ရှင်လဲအင်ကြီးအင်ကောင်းပဲဗောနော်သူကလေမီတာနှလုံးပါတယ်ဗောနော်အဲကိုပိုင်းမီတာရိုးရိုးမီတာကိုလုပ်ငန်းမီတာကိုဗောနော်လုပ်ငန်းသမားတွေလည်းလုံလို့ရပါတယ်ရှင်ဗောနော်ပြီးတဲ့ခါကျလို့ရှင်ရေရင်းတစ်ခါလဲတူထားပြီးတာဗောနော်ရေမီအစုံတစ်ခါလဲအစင်တဲ့မှာရှင် ကလေအရှိလေးရပြန်ပြပေးတာเนาะအရှိမှာဆိုရင်လေအခုလိုမျိုးကာရက်လို့ရတယ်ပေါ့เนาะကျမတို့ဆက်လက်တခါလဲလောင်းထားပြီးသားပေါ့เนาะတကယ်လို့မြတ်အထဲမှာရက်ချင်တယ်ဆိုလို့ရှိရင်เนาะဒီနေရာလေးကိုပြန်ပြီးတော့ညိဒီနေရာနဲ့ဒီနေရာကကြတော့သူကလေတိုးစားပေါ့เนาะဒူးလေးရှိနေတယ်အရှိပေါ့เนาะအားကြောင့်မို့ဒီနေရာလေးကိုပြန်ပြီးတော့ညိအရှိမှာဆိုလို့ရှိရင်เนาะဆက်လက်ပြန်တခါလဲလောင်းထားပြီးသားအရှိလမ်းကျယ်တယ်ဆိုတာလဲမြင်တွေ့ရတယ်เนาะပြီးရခါကျဝင်ဝင်ပြီးချင်းမှာဆိုလို့ရှိရင်เนาะဒီလိုမျိုးအရှိမှာ လေကဝင်ရှိမယ်ပေါ့နော်အရှိဒီလိုမျိုးဒီနေရာမှာဆက်လက်တစ်ခါလဲလောင်းထားပြီးသားအထဲမှာမြင်ကြီးတဲ့ဆိုလို့ရှိရင်လည်းကျမတို့ကဟောပေါ့နော်တစ်ခါလဲဟောလောက်ထားပြီးသားကျမတို့ဒီမှာမြင်ရတာတစ်ချက်ဆိုလို့ရှိရင်တော့လုပ်ငန်းသမားဆိုလို့ရှိရင်တော့အစင်သင့်တယ်တကယ်တကယ်နေသမားပေါ့ဆိုလို့ရှိရင်တော့ကျမတို့အောက်ကနေပြီးတော့ပကေခင်ခင်မခင်းဆိုလို့ရှိရင်ကျမတို့ကကြွေပြားပြန်လောက်ကမှာပေါ့နော်ပြီးဒီနားလေးမှာမီးပုံးလေးတစ်ချက်ရိုက်ဖို့ရှိရယ်ပေါ့နော်ကျမလုတ်ပဲ့ဟာလေးတွေပါတစ်ခါလဲပြောသွားပြီးတယ်ပေါ့နော်တိုက်ကတော့တစ်ခါလဲဆောက်ထားပြီးသားတိုက်သစ်ဖြစ်တယ်ပေါ့နော်တိုက်သက်တန်းနှစ်နှစ်ပဲရှိသေးရယ်ပေါ့နော်ပြီးစတိဆ က်ချာနဲ့လို့တာမျက်နှာချက်လေးတွေတစ်ချက်ပြန်လုံဝင်လုံရမယ်ပေါ့နော်မျက်နှာချက်တို့အောက်ကကြွေပြားလေးတွေပဲပြန်လုံရမယ်တိုက်တလုံးလုံးကတော့အကုန်လုံးပြီးထားပြီးသားပါရှင့် ီမြင်းညီတက်မှာဆိုလို့ရှိရင်เนาะရိုးရိုးအိမ်သားတစ်လုံးပေါ့เนาะရေချိုးခန်းပေါ့เนาะဒီဘက်မှာဆိုလို့ရှိရင်တော့ရေချိုးခန်းရှာဝါထည့်လို့ရမယ်ရေချိုးခန်းရဲ့အပြင်မှာဆိုလို့ရှိရင်လည်းအနောက်ဘက်ကိုလှမ်းပြီးမြင်လို့ရတဲ့ဟာတစ်ခါလည်းပါတယ်ဘူးအနောက်မှာဆိုရင်းလေးတွေကထားပေးရပြထားပေးရရိုးရိုးအိမ်သားတစ်လုံးပါတယ်မယ်ပေါ့เนาะဒါကဝယ်ယူသူစိတ်ကြိုက်ဘူရိုင်းအိမ်သားလဲခြင်းနဲ့ဆိုလို့ပြန်လဲလို့ရတာဒါကတော့အပေါ်တဲ့တမတ်လေးကားပေါ့เนาะဒီဟာတော့အောင်မြင်ညီတက်ပါရှင့်ဒါကျွန်မအပေါ်တဲ့လေးတက်ပြခဲ့တာ ဘာလို့လှေကားပေါ်ကတက်လာပြီဆိုလို့ရှိရင်เนาะအရှိမဆိုတော့ဒီလိုမျိုးဟော်ကြီးတစ်ခုကိုမြင်ရမယ်။မှန်နေတခါလေတက်လာထားပြီးသားဘေးကရင်ပေါက်တွေရှိတယ်เนาะ။ဟိုလေကောင်းလေတန်းရဖို့ကရင်ပေါက်တွေဖယ်လိုက်အောင်ဘေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တန်မန်းတန်နဂါတက်ထားပြီးသားပြီးမာစတာဘာလုံးဟလာတယ်မလဲ။ဒီမှာမာစတာဘာလုံးတစ်ခန်းเนาะ။ဒီမှာဆိုလို့ရှိရင်မာစတာဘာလုံးတစ်ခန်းဖွဲ့စည်းပုံကတော့မဆိုးရှင်အရှိမတက်လာပြီးပြီဆိုတာလည်းဒီလိုမျိုးအဲကန်းဖြစ်သွားလိမ့်မယ်။ဒီနေ့ကတော့ကျွန်တော်တို့ဖျားကန်းပေါ့เนาะဗုဒ္ဓဘာသာဆိုဖျားကန်းဖြစ်သွားလိမ့်မယ်။ ဒါဆိုရင်တော့အထဲထဲဝင်ပြီနော်အထဲထဲမှာဆို master bedroom တစ်ခန်းပါမယ်တကားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွန်းတကားတက်ဆက်လာတယ်နော် လေဒီအခန်းကိုမြင်ရတာဆိုလို့ရှိရင်တော့ဒီလိုမျိုးဆိုလို့ရှိရင်တော့ကျမတို့ကဒါ73ပေ73ပေခွဲလောက်ရှိမယ်ပေါ့နော်ဒီလိုမျိုးအရှိဆိုလို့ရှိရင်တော့ကျမတို့ပေ20 22ပေလောက်ရှိနေမယ်ပေါ့နော်ဒီရဲ့အထက်မှာဆိုလို့ရှိရင်လည်းရေချိုးခန်းအိမ်သားပေါ့နော်တခါလေးတွဲရက်ပေါ့နော်မာစတာဝယ်လုံးတခါလေးပါထားပြီးသားပါရှင်ပေါ့နော်ဒါဒီဘက်ကနေပြန်ပြပေးမယ်နော် ဒီမှာနော်ဒီဘက်ကနေလာတယ်။ဒါလည်းပဲဆိုရင်ဒီဘက်ချမ်းကတော့ YouTube ကအိမ်သားဝင်သွားမယ်။ဒီဘက်ကကျတော့ကျမတို့အိမ်ခန်းနော် Master Bedroom တစ်ခါလေးပါတယ်အခန်းမှာရှင့်။ဒါဆိုလို့ရှင့်နော်ကျမတို့နောက်ဖေးမီးဖို့ကြောင်းနော်။ တော့နောက်မှလည်းအိမ်သာတစ်လုံးတစ်ခါလည်းထပ်ပြီးတော့ပါသေးပါတယ်ရှင်ပေါ့နော်အပြင်ဧည့်သည်တွေပါလေလာလာလို့ပြူလာတော့ပေါ့နော်မိဖို့ကြောင့်မှအတမားတွေပါလေပေါ့နော်တွိုင်းလည်းဝင်လို့ရတယ်အိမ်သာဝင်လို့ရဒါဆိုလို့ရှင်တော့အပေါ်ထက်တစ်ခါလည်းဆက်တက်ပြီးနော်ရှင်းနေနော်အောက်ထက်ကလေကားလာမယ်ဧကန်းရှိမယ်ဒီနားမှာဆိုလို့ရှင်ဖះအကြောင်းတော့လေပါထားလို့ရတဲ့နေရာရှိမယ်မာစတာဘက်ရူးရှိမယ်ဒီဘက်မှာဆိုလို့ရှင်နော်ကျွန်တော်တို့နောက်ခွေမိဖို့ကြောင့်ရှိမယ်နောက်ခွေမိဖို့ကြောင့်ရဲ့ဘေးမှာဆိုလို့ရှင်နော်အိမ်သာရေချိုးခန်းတစ်ခုရှိလိမ့်မယ်ပေါ့နော်ဒီအထက်မှာဆိုလို့ရှင်လည်းအိမ်သာရေချိုးခန်းပေါ့နော်မာစတာဘက်ရူးတစ်ခါတွေ့ရ ပါပြီးသားပါရှင်အပေါ်တော်လေးတစ်ချက်ပြပြသွားပါရှင်ကဲအပေါ်တော်ရောက်ပြီဆိုလို့ရှိရင်တော့ရောက်ရောက်လာချင်းအရှိမဆိုလို့ရှိရင်တော့ဆက်လက်ပြင်တစ်ခါလေးရှိမယ်ပေါ့နော်အပေါ်မှာပေါ့နော်ရေတိုင်ကြီးထားတဲ့နေရာမှာဆိုလို့ရှိရင်တော့လှေကားတစ်ခါလေးထောင်းပါပြီးသားပေါ့နော်လှေကားတက်လို့ရဒီမှာဆိုလို့ရှိရင်တော့ဧည့်သည်တောင်းတယ်လာတယ်ဒင်နာတွေပါတွေလုပ်မယ်မူးနေပွဲတွေပါတွေလုပ်မယ်ဆိုလို့ရှိရင်ဒီအရှိမဆိုတော့ဆက်လက်ပြင်ကြီးတစ်ခါလေးရှိတယ်ပေါ့နော်ဒီမှာတက်လှေကားကနေတက်တက်လာချင်းဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဧကန်အချင်းရှိတယ်ဒါကျွန်တော်တို့လှေကားကနေတက်လာတာနော် မှာဆိုရင်တော့အေကန်အကျိတခုရှိလိမ့်မယ်ဒီမှာဆိုလို့ရှိရင်တော့ဘတ်ဆော့ဘတ်ရူးတစ်ခန်းရှိလိမ့်မယ်နော်ကျော်လေဒီမက်စနာဘာတို့အခန်းလေးရကြတော့လေသူကလေကြွေပြားတစ်ခါတည်းခင်းထားပြီးသားပေါ့နော်ဘူရန်အိမ်သာရေချိုးကတစ်ခါတည်းပါတယ်နော်ဒီလိုမျိုးအေယာကွန်ပေါက်တွေပါတယ်တစ်ခါတည်းဖောက်ထားပြီးသားဒီခန်းရဲ့အကျယ်ဝင်းစုလို့ရှိရင်တော့25ပဲပတ်ချလဲမှာရှိပြီ တော်တော်ယူကျဲတဲ့အခန်းမှာရှင်ဒီခန်းဆိုလို့ရှင်နဲ့ပေါ့နော်ဒီအိမ်နေထားနေဆိုလို့ရှင်နော်ဒီခန်းဆိုလို့ရှင်နော်အကျယ်ဆုံးအခန်းပေါ့နော်ဒါ၃တက်ကဲအခန်းပေါ့နော်အိမ်ခန်းမှာရှင်25ပြီလောက်ရှင်မယ်သူရဲ့ height ဆိုလို့ရှင်နော်ဒါ7ပြီ height လောက်ရှိတယ်ပေါ့နော်မျက်နှာချက်ကောင်းကောင်းလေးပြန်လုပ်လို့ရပါတယ်ပေါ့နော်အလှသေးချာလေးပြန်ဆင်လို့ရတယ်ဒီရဲ့လှေကားတက်လာတက်တက်လာပြီးချင်းဆိုလို့ရှင်နော်ဒီမှာအဲကန်အဲကန်ရဲ့အနောက်မှာဆိုလို့ရှင်နော်ကျမတို့မောင်ဆောင်ဘလုံးအိမ်ခန်းပေါ့နော်ဒါဆိုလို့ရှင်နော်ရှေ့ဆက်လက်ပြင်မှာရှင် ကျွန်တော်ဟိုဘက်တိုက်ဒီဘက်တိုက်ကိုမြင်လို့ရရနော်ဒါတော့ပတ်ဝန်းကျင်ဒါပတ်ဝန်းကျင်ကိုပြန်ပြပေးအေးမပြပဲနဲ့လှုပ်လိုက်ရင်တော့အဲ့လိုမျိုးဒီမှာဒါပတ်ဝန်းကျင်ဒါကတော့အပေါ်ထက်တက်လို့ရရနော်တမီးအပေါ်ထက်မှာဆက်လက်လောင်းထားလားဟုတ်အပေါ်ထက်မှာလည်းဆက်လက်လောင်းထားပြီးသားလေနော်ဝယ်ယူသူများရှင်အပေါ်ထက်မှာလည်းဆက်လက်လောင်းထားပြီးသားပါရှင်ဒါဆိုလို့ရှင်တော့အပေါ်ထက်တော်တော်ကျဲဒီအရှိရာမြင်နေရတဲ့ဒီဟာဆိုလို့ရှင်တော့ကျွန်တော်25ပြီတစ်ပတ်ချလဲလောက်ရှိတယ်ဗောနော်ဒီအပေါ်ထက်ကအကျယ်ဝင်းရတယ် တက်နော်လူတစ်ခါတည်းတက်လို့ရတယ်နော်အပေါ်မှာဆိုလို့ရှိရင်တော့ရေတိုင်ကြီးရှိတယ်တဲ့ဆက်လက်တစ်ခါတည်းလောင်းထားပြီးသားပါတဲ့ရှင်ပေါ့နော်ကျမတို့စိတ်ဝင်စားလို့ဆက်သွယ်မယ်ဆိုရင်တော့0939 322 322နဲ့008 689မနက်9နိုင်ရနေညနေ9နိုင်တွင်ပေါ့နော်စုံစမ်းမင်းမြန်ပြီးဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်ပေါ့နော်9နိုင်နောက်ပိုင်းလေးမြန်ဖုန်းပိတ်ခဲ့ပြီဆိုလို့ရှိရင်တော့ page ကဲ messenger မှာစုံစမ်းမင်းမြန်ပြီးဝယ်ယူပေးပါရှင်ပေါ့နော်ဒါ3400ဆိုတဲ့ဟာအခုခေတ် ဈေးနဲ့ဆိုလို့ရှိရင်ဒါကလေခရံအမြီပေါက်လည်းရတယ်မြေပုံရဆိုရင်ကူပေးသားကူထားပြီးသားလေးကိုလည်းရမယ်ပေါ့နော်အဲဆင်ရချမယ်ဆိုလို့ရှိရင်တော့ပိုင်ရှင်ကမြေပုံရဆိုရင်ကူပေးပေးမယ်ရောင်းဖို့တစ်ခါလဲစောင့်ပေးပေးမယ်ပေါ့နော်ဒီမြေကွက်လေးဆိုလို့ရှိရင် ပေါ့နော်အိမ်နံပါတ်ပေါင်းချင်းတိ၈ကနန်းကြတယ်အလှဲဆိုလို့ရှိရင်တော့ကျမတို့အရှိတောင်ဘက်အလှဲလေးကြတယ်အခုဆိုလို့ရှိရင်ကျမတို့နေဝင်နေတာပေါ့နော်နေဆိုလို့ရှိရင်ကျမတို့ဒါဖင်းရထိုးနေတာပေါ့နော်ဒီမှာ နေဆိုလို့ရှိရင်အနောက်ကနေပြီးတော့ထိုးနေရပါဘောနော်ဒီလိုပုံစံမျိုးနေထိုးခြင်းပြုခြင်းမရှိဘူးဘောနော်ကျမတို့မနက်အာယုံနေကိုရတယ်ညနေနေဝင်လဲဆိုလို့ရှိရင်သူကဖင်းကနေဝင်လာတော့ဘောနော်ဒါကြောင့်မလို့ဆိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသည်နေရင်မချင်းဝယ်ယူပါရှင်ဘောနော်ကျမတို့89ပဲလေးအိမ်ချမ်းမြေကိုဆက်သွယ်လို့ရပါတယ်ရှင်ဘောနော်စုံစမ်းမေးမြန်းခြင်းလိုပဲဖြစ်ဖြစ်တိုင်ပင်ဆွေးနွေးခြင်းလိုသတင်းစာကြေညာထည့်ခြင်းလိုဗယံမီပေါ့ပေါ့ချင်လို့အိမ်ချမ်းမြေနဲ့ပတ်သက်လို့အမျိုးမျိုးမျိုးဝန်ဆောင်မှုကိုလိုချင်နေဆိုရင်တော့ကျမတို့89ပဲလေးအိမ်ချမ်းမြေကိုဆက်သွယ်ပါရှင်ဘောနော်ဒီမြေကွက်လေးနဲ့ဒီခြံလေးရကြတော့လေန နေရအနေထားလေးလည်းကောင်းတယ်လမ်းအနေထားနော်လမ်းကဒူးရုပ်ပေါက်တဲ့မင်းလမ်းမနော်ဒဲစင်နော်ပြောရမယ်ဆိုနှစ်ဖက်ဒဲစင်အိမ်တိုက်ကိုကြည့်မယ်ဆိုလည်းအဖြူလေးဒါပေမဲ့လှုပ်ချက်ဆိုလို့ရှိရင်တော့ကျမတို့ဒီဟာဆိုလို့ရှိရင်တော့ကျမတို့မျက်နှာချက်လေးတွေပြန်လုပ်ကြမယ်အောက်ကနေပြီးတော့ကျမတို့ကြွေပြားချက်ပြားပေါ့နော်ပက်ကေးပြန်ခင်းရမှာပဲရှင်ဒီဖြစ်အညာအကြီးတွေလှုပ်ဖို့လုံးဝမရှိပါဘူးပေါ့နော်ဒါကြောင့်မလို့စိုးအောင်မလုပ်မချင်းရောင်းထွက်တော့ပါသေးမရင်မချင်းဝယ်ယူပါဆိုတဲ့ဟာလည်းပြောကြားချင်ပါတယ်ရှင်ပေါ့နော်တိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဝယ်ယူပါရှင်ပေါ့နော်ကျမတို့တချို့ကြတော့ဘယ်လောက်ရမလဲဘယ်ယူရမလဲဖုန်းနေ နဲ့ဈေးစစ်ကြအလေးရှိတယ်ပေါ့နော်။ကျွန်မဒီနေရာနဲ့အနူးညွမာတယ်ရှင်ပေါ့နော်။ဖုန်းအနေနဲ့ဈေးစစ်ခြင်းကိုတစ်ချက်လောက်လေးသီးခံပါရှင်ပေါ့နော်။ညီမလေးဒါလေးကတော့ဘယ်ရွေးလောက်လေးရမလဲဆိုပြီးတော့မေးလို့လို့ရ။ဒီလောက်လေးစစ်ပေးပါအခုစင်ရချပါမယ်။ဆိုပြီးတော့အဲ့လိုမျိုးတော့ဟုတ်စားမဖြစ်ပါနဲ့ပေါ့နော်။အိမ်လေးကြည့်ခြင်းနဲ့ကြည့်ပြီးတဲ့အခါကျတော့မှကျွန်မတို့ဒါစကားပြောခြင်းပြောပါရှင်ပေါ့နော်။တချို့ကြတော့လေဖုန်းအနေနဲ့ဈေးစစ်ခံပြီးတော့ရှင်ပြင်ပျောက်ပျောက်သွားကြလို့ပါရှင်ပေါ့နော်။ဒီနေရာနဲ့တရားဥပဒေစီတိုင်းကျေးဇူးတင်ပါတယ်ရှင်။ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းသူများအလုံးနှိမ့်စင်နေတိုင်းအောင်မြင်တိုးတက်ပါစေလို့ကျွန်မတို့89 ိုင်းပလိမိသားစုကနေဆူတောင်းပြပါတယ်ရှင်အရှိမျက်နှာစာနော်အင်ကြီးအိမ်ကောင်းနေပါပြီရှင်ပေါ့နော်နေညာနေထောင်းတော့ဒီတိုက်ဖြူလေးလှလိုက်တတ်ကြည့်ပါ เนาะကျွန်တော်တို့နေရာလေးတော်တော်ကောင်းအဲ့ဒါ P20 လေးကိုပဲစောက်ထားတာတဲ့ဗောနော်ဒီဟာဆိုလို့ရှိရင်လေအပေါ်မှာဆက်တက်မယ်ဆိုရင်တော့ဆက်တက်လို့ရတဲ့အနေထားเนาะသူကလေ3 switch ချเนาะ3 switch ပြင်မယ်အောက်မှာ foundation တူပြီးတော့စောက်ထားတာဗောနော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလေဟိုတိုက်တက်တန်းဆိုရင်လည်း2နှစ်ပဲရှိတယ်ဗောနော်အောက်မှာဆိုလို့ရှိရင်လည်းဒါလှမ်းပြီးတော့မြင်နေရတယ်ပြုတ်နေရเนาะလမ်းနေထားကြည့်မယ်ဆိုလို့ရှိရင်လည်းကြဲ့ဒီလမ်းကနေတက်တက်ထွက်မယ်ဆိုရင်တော့မောင်းပကန်လမ်းမှာဒီလမ်းကနေတက်တက်ပြန်ထွက်မယ်ဆိုလို့ရှိရင်ပလဲရတနာလမ်းမှာကျွန်တော်တို့ရုံကန်းရှိတဲ့တည်နေရလမ်းမှာဗောနော်ကျွန်တော်တို့ရုံကန်းတည် ည်နေရသည့်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရက်ခွဲပလဲရတနာလမ်းမပေါ်ပြည်တော်စုပန်းချံနဲ့နှီးပါတယ်ရှင်ပြည်တော်စုပန်းချံကားမှတ်တိုင်ပြီးမှပလဲရတနာမိန်လမ်းမရှိပါတယ်ရှင်ဝင်လာပြီးချင်းပါရှင်ပေါ့နော်ဒါတော့ပတ်ဝန်းကျင်အနေထားလေးပြပေးရပါရှင်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်